ကဒီနေ့မှာတော့ဟလာ E4 မှာအပိုင်း၄ပိုင်းပိုင်းတော့အမကဆီအိုင်လုတ်လုတ်ပြီးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှင်အမားတို့က E4 မှာကိုကျဲတဲ့လောက်ပိုင်းလို့ရတယ်ပေါ့နော်ဒါမဲ့အခုအမားကအပိုင်း၄ပိုင်းပိုင်းတော့အမားက share လုပ်ပေးသွားမှာဖြစ်ပါတယ် အဲဒါဆိုလို့ရှိရင်အမတို့ပထမဆုံးအနေနဲ့ဒီစာရွက်ကို info home အရင်စစ်မယ်ပေါ့နော်ဒါဆိုရင်အမတို့ကဟလာ microsoft word မှာပြီးရင်လေးရောက်တဲ့ထည့်ကိုသွားမယ်ပြီးလို့ရှိရင်အမတို့ကဒီမှာဆိုရင် site ရှိတယ် site မှာဆိုအမတို့ info info မှာဆိုသူ့ရဲ့ဒီအလျားက8.27အနံကအလဲ8.79ရှိတယ်ဟုတ်ပြီ info ရွေးလိုက်တယ်ဟုတ်ပြီပြီးလို့ရှိရင်အမကဒီဘက်အပေါ်မှာ0.25ချမ်းမှာအောက်မှာ0.25ဘေးမှာ0.25ညာမှာ0.25ချမ်းမယ်ပေါ့နော်အဲ့လိုမျိုးချမ်းခြင်းတဲ့အတွက်အမတို့က margin မှာသွားချမ်းမယ်ဟုတ်နော် margin မှာဆိုလို့ရှိရင်အမတို့က ပြီးရင် custom margin ကိုသွားမယ်ပြီးလို့ရှိရင်မတို့ကအပေါ်မှာမတို့အပေါ်ဘက်မှာ0.25ချမ်းမယ်ပြီးလို့ရှိရင်မတို့ကအောက်မှာ0.25ချမ်းမယ်ပြီးရင်မကဘယ်မှာ0.25ချမ်းမယ်ပြီးလို့ရှိရင်နာမှာ0.25ချမ်းမယ်အော်နောက်ပြီးလို့ရှိရင်မ okay လုပ်လိုက်တယ်ဒါဆိုမတို့ကစားလေးကဒီနားမှာသူ့ရဲ့ margin က0.25ဖြစ်သွားတယ်အပေါ်မှာလည်း0.25အောက်မှာလည်း0.25ဖြစ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်မတို့ကဟုတ်ပြီ ဒါဆိုပြီးရင်မကအလေကောင်လဲစီဘိုက်ဒူဘိုက်ပိုင်းခြင်းနေပေါ့နော်ဒါဆိုရင်မကဒီမှာကော်လန်လေးကိုသွားလိုက်တယ်မိုးကော်လန်ကိုသွားမယ်ပြီးရင်မတို့ကဟာလာစပေးစီဒီစပေးစီမှာဘလောက်ထားမလဲဆိုရင်မတို့ဆိုကော်လန်ကနှစ်ပိုင်းပိုင်းမှာမို့လို့ဒူကော်လန်ကိုရွေးလိုက်မယ်ပြီးရင်မကစပေးစီမှာမတို့က0.5ထည့်လိုက်တယ်ပြီးရင် okay လုပ်လိုက်တယ်ဒါဆိုရင် space 0.5ပေါ်လာမယ်အဲ့ဒါပြီးပြီဆိုရင်မတို့က inside ထဲကိုသွားမယ် inside ထဲကနေပြီးတော့ shape ကိုသွားမယ် shape ထဲကနေပြီးတော့ဒီမှာ test box ဆိုတာရှိ8 test box လေးနဲ့မတို့ဒီလိုမျိုး draft fee ဆွဲလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အမတို့အစာရွက်မှာ၄ဘိုင်းပိုင်းမှာပေါ့အမတို့တွက်ကြည့်မယ်ပေါ့ဒါဆိုလို့ရှိရင်အမတို့ကခုနကတော့စောနာကြီးလိုက်တဲ့အခါအမအမတို့က A4 ပေါ့နော် A4 size ကဘယ်လောက်လဲဆိုရင်8.27နဲ့အဲ11.79ရှိရဒါဆိုရင်အမတို့ဒီလိုမျိုးအလျားက8.27ဟုတ်ပြီဒါဆိုရင်အမတို့ကဒီဘက်မှာကဘယ်မှာ0.25 ညမှာ0.2ပါအလဲမှာ0.2ပါချန်ခဲ့တဲ့အတွက်အမတို့ကဒီ8.27နဲ့ကနေပြီးတော့0.2ပါ0.25ဆိုတော့0.5ဒီကနေပေါက်လိုက်လို့ရှိရင်0.75ဟုတ်ပြီနော်ဒါဆို8.27နဲ့ကနေပြီးတော့အမတို့0.75ကိုနှုတ်ပဲပေါ့နော်အဲဆိုရင်အလှရ8.27နဲ့ကနေ0.75ကိုနှုတ်လိုက်မယ်။ပြီးလို့ရှိရင်အမတို့ကနှစ်ပိုင်းပိုင်းမှာမို့လို့အမတို့2နဲ့စားလိုက်။ဟုတ်ပြီဒါဆိုရင်အမတို့3.76 သူ့ရဲ့ဒီကောင်ရဲ့ဒီအခုမားတို့ဆွဲမဲ့ဒီဘောက်လေးရဲ့အနေအားကဘယ်လောက်လဲဆိုလို့ရှိရင်3.76ဟုတ်ပြီဒါဆိုရင်မားတို့ home နဲ့ကိုပြန်သွားမှာပြီးရင်ဒီ test box ကိုတစ်ချက်ကလစ်လိုက်မယ်ဒါဆိုအပေါ်မှာ shape format ပေးမယ် shape format ထဲကိုဝင်လိုက်မယ်ဝင်ပြီးဆိုမားတို့ဒီမှာအလျားပြင်လို့ရတယ်အလျားကဘယ်လောက်လဲဆိုရင်3.76ဟာဗျနော်3.0ဘယ်လောက်လဲဆိုရင်3.76ဟုတ်ပြီပြီးရင်အမားတို့ကသူ့ရဲ့ဒါဆိုရင် သူ့ရဲ့အလျားရောက်ပါပြီ ပြီးတော့ရှင်သူ့ရမှာတော့ဒီဒီအမြင့်ပေါ့နော် height ကဘယ်လောက်လဲဆိုလို့ရှင်မမတို့ကစောနာလုံးက height မှာမမတို့ဘယ်လောက်ကြည့်ခင်လဲဆိုတော့ကြတော့ height ကဘယ်လောက်လဲဆိုရင်ဘေးနာကိုကလစ်လိုက်ပြီးရင် height က11 point center 11 point center ဟုတ်ပြီသူလည်း height လည်းအဲ့လိုပဲအပေါ်မှာ0 point 2 point အောက်မှာ0 point 2 point အလဲမှာလည်း0 point 2 point ထားခြင်းနဲ့တော့မမတို့က11 point 79နဲ့ကနေပြီးတော့0 point 75ကိုနှုတ် အဲဆိုရင်11.79လေးကနေ0.75ကိုနှုတ်လိုက်မယ်အဲပြီးလို့ရှိရင်အမားတို့ကသူ့ကိုနှစ်ပိုင်းပိုင်းမှာမလို့အစာတူးနေစားလိုက်ဒါဆိုရင်5.47ပေါ့နော် သူ့ရဲ့ဟိုက်ကဖိုက်ဖိုက်ဖို့စေမယ်ဟုတ်ပြီသူဒီလိုမျိုးမှာတော့ရှိတ်ပေါ်မှာကလစ်မှာအပေါ်မှာရှိတ်ရှိတ်နဲ့ပတ်သက်တဲ့ draw you draw you do ပေးမှာပေါ့နော်ရှိတ်ပေါ်မှာမကလစ်ဘူးဆိုတော့အပေါ်မှာဘာမှမပြဘူးအဲ့တော့မှအရင်ဆုံးရှိတ်ကိုရှိတ်ထဲမှာတစ်ချက်ကလစ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်မှာတော့ရှိတ် format တွေကိုသွားမယ်ပြီးရင်မှာတော့ဆောင်းနောက်တွက်ခဲ့တယ်ဖိုက်ဖိုက်ဖို့စေမယ်ထည့်မယ်သူ့ရဲ့ဟိုက်ကဘယ်လောက်လဲဆိုရင်ဖိုက်ဖိုက်ဖို့စေပါ high by full seven ထည့်လိုက်တယ်ဒါဆိုသူရဟိုက်ရပါပြီဟုတ်ပြီဒါဆိုအမတို့ zoom လေးကိုချုပ်လိုက်မယ်ဟုတ်နော် အဲပြီးရင်အမကဟုတ်ပြီဒါဆိုဒီမှာအဲဒီမှာတချမ်းရသွားပြီပေါ့နော်အဲဒီမှာတစ်ခွက်ရသွားပြီဟုတ်ပြီပြီးလို့ရှင်အမတို့ကဒီမှာစာရိုက်တာတော့မပြောတော့ဘူးပေါ့နော်ကိုပါကိုစာတော့ရိုက်တတ်မယ်ပေါ့နော်ဒါဆိုအမဒီမှာ copy ကူးလိုက်မယ်ပေါ့နော်ဒါလေးကိုပဲ copy ကူးပြီးတော့ထည့်လိုက်မယ်ဒီရင် control c control v နဲ့ copy ထားလိုက်မယ် control v ဟာနော် control c နဲ့ copy ကူးလာမယ် control v ဟုတ်ပြီဒါကတော့စားတော့ကိုယ့်အကိုရိုက်မယ်ပေါ့နော်အမားကကြာတဲ့ဒီကိုအပိုင်းလေးပိုင်း ခွဲတာကိုပဲမှာ share လုပ်ပေးတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ခမတို့ကဒါဆိုရင်ဒီဘေးပေါင်တွေပေါ်မှာတင်လိုက်ဘေးပေါင်တွေပေါ်မှာ pointer ကိုတင်လိုက်ရင်မြားလေးဟိုဘက်ဒီဘက်ပြနေတဲ့လေးခုပြလိုက်မယ်ပြီးရင်မှာတော့ control view ဖိလိုက် control ပြလိုက်တယ်ဆိုရင်ဒီ pointer လေးမှာဘာပြလဲဆိုအပေါင်းဆိုင်လေးပြတယ် pointer လေးကစောနာတော့လိုမျိုးဒီလိုမျိုးအမြားလေးဘက်ကိုမပြတော့ဘဲနဲ့ control keyboard ကနေ control ပြလိုက်တဲ့အခါမှာသူကမြားလေးမှာအပေါင်းဆိုင်လေးပေါ်လာမယ်ပြီးရင် selection ပေါက်လေးနဲ့အပေါင်းဆိုင်လေးပေါ်လာမယ်အဲ့တော့မှာအမတို့က left click ကိုဖိပြီးတော့ဒီဘက်ကို copy ကူးလိုက်မယ် ဒီလောက်မှာနည်းနည်းလေးဒီလိုမျိုးလေးကိုကကိုကကိုနည်းနည်းလေးပြီးတော့ချိန်ထားပါเนาะငါတော့နည်းနည်းချိန်ထားရမယ်ပြီးရင်နည်းနည်းလေးအပေါ်အောင်ညီအောင်လေးချိန်နိုင်မယ်ဟောပြီးဒါဆိုရင်ညီလောက်ပြီးဂျားထဲမှာလေ0.25ကိုအမတော့ဒီလိုမျိုးချိန်ထားမယ်ပေါ့เนาะဒါလို့ရှိရင်ဒီမှာတစ်ချက်ကလစ်လိုက်တယ်ပြီးရင်ဒီဟာကိုလည်းဆက်လက်မှတ်မယ်ပေါ့เนาะဆက်လက်မှတ်မယ်ဘောင်မှာဆက်လက်မှတ်မယ်ကွန်ထရိုးကိုဖိပြီးတော့ဆက်လက်မှတ်လိုက်မယ်ဒါဆိုဆက်လက်ချင်းနှစ်ခုဝင်သွားပြီးဟုတ်ပြီးအဲဆက်လက်ချင်းနှစ်ခုဝင်သွားပြီဆိုရင်အမတို့ကကွန်ထရိုးကိုဖိပြီးတော့လက်ပလစ်ကိုဖိပြီးတော့ဆွဲလာခဲ့ ဆွဲလာကပြီးပြီဆိုလို့ရှိရင်အမတို့ကသူတို့ကိုဒက်ကလစ်လေးနဲ့ပဲထားလိုက်မယ်ထားပြီးပြီဆိုရင်နည်းနည်းလေးအမတို့ကညီအောင်နည်းနည်းပြန်ညှိလိုက်မယ်ဒါကိုနည်းနည်းလေးပြန်ညှိပေးလိုက်မယ်အပေါ်နည်းနည်းတက်လိုက်မယ်ပေါ့နော်ဒီမှာကြာရင်အမတို့က Photoshop မှာလို့သူ့ရဲ့ဒီလိုမျိုးဘေးကနေပြီးတော့အဲ grid line တွေပါတယ်သူကတောင်းလို့မရဘူးပေါ့နော်မရတဲ့အတွက်အမတို့ဒီလိုမျိုးလေးတော့နည်းနည်းပြန်ပြီးတော့ညှိပေးရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့ကဒီမှာဆိုရင် A4 မှာဆိုလို့ရှိရင်အပိုင်းလေးပါ ဒါပိုင်မိသားဖြစ်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အမတို့ကအမကဒီနေ့တော့ A4 မှာအပိုင်းဒီပိုင်းပိုင်းတာကိုအမက share လုပ်ပေးသွားတာဖြစ်ပါတယ်ဒီမှာအပိုင်းကကိုယ့်ဘာကိုဘယ်လောက်ပိုင်းမှလဲဆိုတော့ကိုယ့်ကိုပြန်တက်တွက်လို့ရောရတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ပိုင်းပိုင်းပိုင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှင်တော့အမကဒီနေ့တော့ဒီလောက်ပါပဲဒီမှာတော့ဒီနေ့မှာတော့အမကဟလာ info မှာအပိုင်းဒီပိုင်းပိုင်းနာကို share လုပ်ပေးသွားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နော် မရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေเนาะအားလုံးပဲကျေးဇူးတင်ပါတယ်